တမီးလူမျိုးပေါ့နော်နောက်လာမဲ့ကလေးလေးတွေအဲ့လိုမျိုးတမီးလူမျိုးမခံစားအောင်ပေါ့နော်တမီးလူတမီးလည်းဝှကျွေးရှိလို့ပဲတမီးကတော့တမန်းလိုက်ပြီးတော့ဖြစ်ပြီးတဲ့ကိစ္စကတော့ဖြစ်ပြီးသွားပြီဆိုတော့လေဖြစ်ဖြစ်မဲ့ကလေးတွေတော့တမီးကသနာလို့ပေါ့နော်တမီးလူမျိုးစာနာလို့လွန်ခဲ့တဲ့2018ကရှစ်တန်းရွယ်မိန်းကလေးတအူကျောင်းသူတော်တယောက်ရဲ့အစာဖြစ်ကာလရှိလိန်ကျွန်အနေနဲ့နေထိုင်ခဲ့ရပါတယ်။သူမလေးတအူတယ်လားဆိုတော့မဟုတ်ပါဘူး။ မိမငယ်73ထက်မနည်းပဲလို့ကာယကချင်းမိန်ကလေးငယ်တွေပြောကြကြရသိရပါတယ်။အပေါင်းဖော်တွေများစွာပါပဲ။ကျူးလွန်သူလူဆွဆွဲခံရသူကတော့တအူးလေးဖြစ်ပါတယ်။သူကတော့ခရင်ပြည်နယ်မြဝတီမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုင်းမြွညွဆိုသူပါ။သူ့ကိုကိုဆိုင်းမြဝတီဆိုတဲ့နာမည်နဲ့လူသိများပါတယ်။ဒီလူဟာအနာသိန်းကောင်းဆောင်မင်းအောင်လိုင်ရဲ့ဝန်တာနုယခိတပွဲချီမြှင့်တာခံရပါတယ်။ကိုဆိုင်းဟာမဘာသာလို့အတူကျုံးခေါ်ကြတဲ့ မျိုးဘာသာတန်နာဆောင်ရွက်ရေးအဖွဲ့ရဲ့ထောက်ကူပြုမြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာဓမ္မဝင်တန်နုယခိတာအဖွဲ့မြဝတီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။သူဟာလွန်ခဲ့တဲ့2012တုန်းကအစွန်းရောက်မျိုးချစ်တင်တဲ့ဖွဲ့စည်းထားတဲ့မဘာသာဖွဲ့ပေါ်လာပြီးနောက်မြန်မာတိုင်းနိုင်ငံလုံးဓမ္မစကူကျောင်းတွေဖွင့်ခဲ့တဲ့ချိန်မြဝတီမြို့မှာဦးဆိုင်မျိုးညွန့်ကလည်းဖွင့်လှစ်ခဲ့ပါတယ်။သူဟာစီရင်နပါချိုတဲ့မိသားစုတွေရဲ့ကလေးငယ်တွေကိုဓမ္မစကူကျောင်းဖွင့်တင်ကြပေးခဲ့ပြီး မရှိစင်ရတာတသမီတွေနဲ့စီဘေးရှောင်ကလေးတွေကိုပါနေစရာဘေးခေါ်ထားပြီးအတ္တမပြုကြည့်ချင်းချောက်တာလို့မြဝိဒေတာခန့်မျိုးသမီးတဦးကပြောပါတယ်။အဲ့ဒီနောက်6နှစ်ကြာ2018ခုနှစ်မှာတော့သူ့ရဲ့ဇာတိရုပ်မှန်ပြလာခဲ့ပြီးမိန်းကလေးငယ်တွေကိုချင်းချောက်အတ္တမပြုကြည့်တာတွေလုပ်ခဲ့တယ်လို့ကာယကရှင်မိန်းကလေးငယ်တွေကပြောပါတယ်။အာဓမ္မစကူပဲတဲ့လေ။ ဓမ္မစကူတင်တယ်ကလေးတွေကိုအမျိုးပေါ့သူကြည့်ရှင်မှာသူကြောင်းမှာသူဓမ္မစကူမှာလက်တက်ရင်ခဲတံလေးတွေပေးတယ်စာအုပ်တွေပေးတယ်ထောက်ပံ့ပေးတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူကစတင်တာပြီအဲ့ဒါနဲ့သူမျိုးကလည်းလုံးဝအဆင်ပြေတယ်မိသားစုတွေကဆိုတော့တကယ်ကြည့်ရှင်တက်တက်တယ်စပြီးတော့ကြည့်ရှင်စတက်တယ်စတက်ပြီးတော့စစ်တန်းလဲခုနတန်းနှစ်မှာကြည့်ရှင်စတက်တာပေါ့တကယ်စစ်တန်းနှစ်လဲရောက်ရောအဲ့တမီးအိမ်ကအဆင်ပြေလို့ဟိုးတောင်ကလေးပုံကြီးကြောင်လက်ရှိ အဲ့ဒီအနောက်ကော့တူရဲနေရာဘက်ကိုပြောင်းသွားတယ်အဲ့ဒီကနေကြောင်းတက်ဖို့ဆိုတာလည်းလုံးဝအဆင်မပြေဘူးအမျိုးအမေမှလည်းတမီးအမေရလည်းသူ့အခုဘိုက်နဲ့အဲ့တော့နောက်ကလေးနောက်အိမ်တော်နဲ့ရတဲ့ဘိုက်နဲ့ဖြစ်နေတဲ့အတွက်တမီးကိုအဲ့ဒီမှာသတ်ထားတာလေအဲ့ဒီမှာအဲ့ဒီကနေကြောင်းတက်ဖို့နော်ရှစ်တန်းဆိုတာကလည်းအစိုးရရှစ်တန်းဖြစ်တယ်အရေးလည်းကြီးတယ်ဆိုတော့အဲ့ကြောင့်မို့တမီးကိုအဲ့ဒီမှာချင်းနေတစ်လုံးနဲ့အင်ကြီးအဝတ်စားထည့်ပြီးတမီးအဲ့ဒီကြောင်းပြုရှင်မှာပဲကြောင်းနေအဲ့ဒီအရင်ကြောင်းသွားညနေကြရင်အကြည့်ရှင်မှာပဲအဲ့အေးအဲ့ဒီအရင်ကြည့်ရှင်တက်ဆိုပြီးအဲ့လိုမျိုးထားတာ အဲ့ဒီအရေးစပြီးတော့ပဲတမီးကအမှတ်နေတော့ဗောတမီးမိဘကြီးကတမီးမိဘကြီးကျတော့တပတ်တခါမုတ်ပိုးလောက်ပြီးတာတို့ဘာလို့ညာလို့ရှိတယ်တမီးမိဘကျတော့လုံးဝကိုပြတ်သွားတာအဲ့ကလေးနေရောက်လို့ရောက်သွားမှမသိဘူးလားနဲ့ရှိကြတယ်တမီးလည်းကြောင်းသွားခဲ့ရတယ်တခါသူကြိုက်မုတ်ပိုးတော့လုံးဝမရှိဘူးမမတော့မစားပဲနဲ့တမီးကြောင်းသွားခဲ့ရတယ်အဲ့ဒီအရေးစပြီးတော့သူကတိသွားတယ်တမီးကတော့မိဘမဲပုံစံမျိုးအဲ့လိုမျိုးပေါ့အခွင့်အရေးသူ့အတွက်ဖြစ်သွားတာပေါ့ ဒီเจ้าတွေဟာသူ့ရဲ့လက်ကနေပြီးခဲ့တဲ့တနင်္လာကလွတ်မြောက်ခဲ့တဲ့အတ၂၂နှစ်ရဲ့မိန်းကလေးတဦးရဲ့အော်တိုဘာ9ရက်နေ့မနေ့ကထိုင်းနိုင်ငံမဲဆောက်မြို့မှာဒင်းစာရှင်တွေပြုလုပ်ပြီးဖွင့်ထုတ်လာမှလူသိရှင်ကြားဖြစ်လာခဲ့တာပါသူမဟာအသက်၁၄နှစ်ကလေးကကိုဆိုင်မြို့ညွန့်ဦးရဲ့ချင်းကျောက်အတမပြုကျင့်တာကိုခံခဲ့ရတာလို့ပြောပါတယ်ဘလို့ချင်းကျောက်မှုတွေခံထားရတဲ့အကြောင်းကိုလည်းအခုလိုပြောပြပါပါတယ် ူနဲ့ဖြစ်လို့သူနဲ့ဖြစ်ပြီလေဆိုလို့ရှိရှိတမျိုးလည်းမပြောရဲဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူကသူ့အခန်းတမျိုးလည်းမသိဘူးလေသူ့အခန်းထဲမှာ CCTV တွေတက်ထားတယ်ဘာတွေတက်ထားတယ်အဲ့လိုမျိုးအတိုင်းပိုင်းတွေကင်မရာတွေဖြည့်ခဲ့တိုင်းဆိုတာမသိဘူးအဲ့လိုတမျိုးရဲ့အကုန်လုံး main ကလေးအကုန်လုံးရဲ့ဗီဒီယိုတွေသူကယူထားတယ်သူရဲ့လက်တော့ထဲမှာရှိတယ်သူ့အခန်းအခုလက်ရှိလက်တော့ထဲမှာရှိတယ်အဲ့လက်တော့အဲရဗီဒီယိုတွေလည်းသူ့ယုံကယောက်ျားလေးလည်းမြင်တဲ့လူကမြင်တယ်ယောက်ျားလေးဆိုတဲ့အမျိုးကတော့အဲ့လိုပေါ့မြင်ပြီးဆိုလို့ရှိရင်ရှောက်ပြောတယ်ရှောက်ပြောတဲ့အတွက်အဲ့လိုပေါ့ တွေ့ကြတယ်တရားလူတိုင်းတွေ့ကြပါလေသူရောက်သူသူရောရောက်ကြလေးပြီးအားလုံးကတော့အဲ့ဗီဒီယိုတွေ့တယ်တွေ့တဲ့ခါကျတော့ဟိုတရားကပြောတာညစ်ဗီဒီယိုမြင်တယ်တမီးကတော့သူ့ဗီဒီယိုမြင်တယ်အဲ့လိုဗီဒီယိုဗီဒီယိုတွေအများကြီးဖြစ်နေတဲ့ခါကျတော့သူတို့လည်းရိပ်မိကြတယ်သူကချိန်ချောက်မယ်ပေါ့ညာပေါ့အဲ့ဗီဒီယိုဖြန့်လိုက်တယ်ပုံနေတဲ့တော့တမီးကိုဖြန့်တဲ့ချိန်ကြီးကြီးဆိုတော့ပုံနေတော့မသမီးအဲ့လိုကိုလုံးကြီးမဖွယ်မရပုံတော့မသမီးကောင်လေးပို့တဲ့အချိန်ကြီးဆိုတော့သမီးတို့ဗီဒီယိုတွေလည်းသူဖြန့်မယ်ဆိုတဲ့အတွေ့နဲ့သူတို့လည်းကြောက်ပြီးတော့မပြောခဲ့ဘူး ဒါတော့တယောက်တည်းမို့ပေါ့ဗီဒီယိုတွေကတော့တော်တော်လေးတော့ညားပါတယ်အညာကြီးရှိတယ်အဲ့ထဲမှာလည်းပြီးရင်အဲ့လိုသူ့အကြောင်းပြောရှိရှိပြတ်တ်မဲ့ဘာညာအိမ်ကြီးတော့အဲ့ဒီနစ်အိမ်ကိုလည်းသမီးအိမ်ကလည်းဟိုးတော်ထဲမှာလူမရှိတဲ့ရက်ကွက်တမိုးတရက်ကွက်လုံးပေါ့မအိမ်ငါးလုံးတော့မပြည့်ဘူးအဲ့ဒီရက်ကွက်မှာတမိုးကနေရဆိုတော့ तू ကအချိန်မီလည်းပြတ်တ်မဲ့ဘာဖြစ်တဲ့ရက်ဆိုအဲ့လိုမျိုးချိန်ကြတဲ့ခါကျတော့တမိုးကလည်းကြောက်တယ်နည်းနည်းအိတ်ကလေးကတမိုးကမပြောမပြောပဲတမိုးနေတာပြီးတမိုးရဲ့အဖွားကလည်းလီတချမ်းဖြတ်ထားတယ်တမိုးညီမလေးကလည်းအခုချိန်မှာ ကြသိမ့်မပြီးတဲ့အနေအထားဖြစ်နေတယ်သူ့ယုံကပြန်လာပြီးကတည်းကအုံတော့သိမ့်မမှန်ဘူးပေါ့အဲ့လိုမျိုးစွန့်နေတာအဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်တာအားကြောင့်တမီးလည်းမပြောဖြစ်လို့ပြောဖြစ်နေတာဒါအခုရရောက်တော့တမီးလည်းပြောလိုက်တာပေါ့အဲ့ဒီကျွလွန်သူလို့ဆဆွဲခံရသူဟာပြန်ပြောရင်တက်ပြစ်မယ်လို့ချင်းရောက်ထားတာလို့ကံရကရှင်မျိုးသမီးငယ်တွေက MB ကိုပြောပါတယ်သူကျွလွန်ခဲ့တဲ့မျိုးသမီးငယ်အားလုံးဟာအတမပြေသူတွေဖြစ်ပြီး အငယ်ဆုံးအနေနဲ့စနစ်ရွယ်ကနေပတ်ဝန်းနေလို့သိရပါတယ်။ဒီလိုကျူးလွန်ခံရတာကြောင့်ခုခုကိုဆုံးစီရင်သူဝါပြက်ပြီးလမ်းပေးရောက်သူနဲ့တိုင်ကင်စာလက္ခဏာကြောင့်တိုင်ထိုးရတော့မဲ့အခြေအနေရင်ဆိုင်နေရသူစားတဲ့ဒုက္ခပေါင်းများစွာကိုမိန်းလေးငယ်တွေကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတက်ဆက်လေးနှစ်ရွယ်ကလေးကအာရမပြုကျင့်ခံရပြီးတိုင်ကင်စာလက္ခဏာခံစားနေရတဲ့တနက်စက်နှစ်ရွယ်မိန်းလေးတအူးကအခုလိုပြောပြလာတာပါ။နောက်ထပ်ပြုကျင့်ခံရဘူးပြီးကိုဆိုင်လက်ကလက်မြောက်သွားသူ မင်းကလေးငယ်တအူကအခုလိုပြောပြပါဗျာ။ဒီမားရယ်ဆင်းဆောင်ထားရတယ်ကွာသူတို့လည်းဆင်းဆောင်ထားရတယ်ကွာဘယ်လိုချင်းချောက်လဲချင်းချောက်ကလေးပြောပြပေးပါဆင်းချောက်ရဲ့ဆိုတာတော့သူလည်းပတ်တတ်တဲ့ video ကိုသူရိုက်ထားတာတွေရှိတယ်ပေါ့နော်သူပုံတာမှရှိတယ်ပေါ့အကယ်၍သူလည်းပတ်တတ်တာဟာပြောင်းသွားရေပေါ့နော်သူတို့ဖြတ်မယ်လို့တော့ပြောဘူးလေဟုတ်တော့ တမီးခက်မရတော့ဆက်ကောင်းရပေါ့တမီးတို့အမှတ်နေတော့ဆက်ကောင်းရလောက်ရှိတယ်နောက်ပြီးတော့အဲ့ရောမနေတော့ဘယ်မှာအဲ့မှာတပြက်နေလဲရှိလားတော့မသိဘူးတော့သူကတော့အဝိရှိမှာတမီးတမဲ့ရင်းဆိုရင်အပြုံဘွားလည်းပြက်ပြီးတချို့ဆိုဆေးသမားရောက်ဖြစ်သွားတယ်ထုံအောင်ခံထားရပြီးနောက်လွန်မြောက်နေမြေကိုရောက်ရှိလာပြီးတိုင်ရင်ကင်ဆာယောဂလက္ခဏာခံစားနေရသူမိန်းကလေးကို စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးဝေဒနာတွေကိုလည်းအတတ်နိုင်ဆုံးကုစားပေးသွားမယ်လို့ပြည်သူ့တပ်ဖေးကူလက်အတင်းတွဲဘက်ထွေထွေတွင်ရင်မူဦးအောင်ငွေကပြောပါတယ်။ကြားပြီးတော့မှဒီကလေးရဲ့ခံစားနေရတဲ့ဝေဒနာတွေသူ့စိတ်ပိုင်းဆိုင်ရာတွေသူ့စော်ကားခံကြရတာတွေအားလုံးကိုကျွန်တော်တို့အဲတိုင်မင်းနဲ့တိုင်မင်းထိုက်တက်ပေါ့နော်အဖွဲ့အစည်းတွေတိုင်မင်းနဲ့တိုင်မင်းကထိုက်ထိုက်တက်လူပုဂ္ဂိုလ်တွေအားလုံးနဲ့ဆွေးနွေးတိုင်မင်ပြီးတော့မှအကောင်းဆုံးတော့ကျွန်တော်တို့ကြိုးစားပါမှာပေါ့အဓိကကတော့တရားမျှတမှုရရှိဖို့တော့လည်းကျွန်တော်ကြိုးစားပေးမှာဖြစ်သလို ဒီကလေးရဲ့ခံစားနေရတဲ့ဝေဒနာကိုလည်းကျွန်တော်တို့ပေါ့နော်အခုသမှုစေဝကုသမှုခံယူဖို့လိုအပ်နေပြီဆိုတော့ကျွန်တော်တို့သိရှိထားပြီးသားဖြစ်တဲ့အတွက်စေဝကုသမှုအစိပ်ပိုင်းကိုလည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ပြီးတော့မှလုပ်သွားပေးမှာဖြစ်ပါတယ်ခင်ဗျာဒီလို main ကလေးငယ်တွေအရမပြုခြင်းတူကိုဆိုင်နေပတ်သက်ပြီးတရားမျှတမှုရရှိရေးတက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်လက်ဆောင်သွားမယ်လို့ဒင်းစာရှင်းလင်းပွဲတက်ရောက်လာသူတွေကပြောပါတယ်လက်ရှိကင်းပြည်နယ်ပအဝင်နိုင်ငံနဲ့ဖြစ်ပေါ်နေတဲ့ပြည်ပခါခြေနေတွေမှာ လက်နက်အားကိုပြီးလုပ်ပိုင်ခွင့်အာဏာတလွဲသုံးအာဏာမပြုခြင်းခြေချောက်သူတွေနဲ့မိဘတွေကလည်းဗိုလ်ထုတာမရှိတာငွေကြေးဆင်းရဲမှုတွေကြောင့်တက်ငယ်ပင်ပြုခြင်းခံရတာတွေဖြစ်ပေါ်နေတာလို့ပြောကြပါဗျ။အသက်၁၄နှစ်အရွယ်လောက်ကလေးကကိုဆိုင်ရဲ့နှစ်ရှည်အတ္တမပြုခြင်းခံခဲ့ရတဲ့မိန်းကလေးကနေအမျိုးသမီးအရွယ်ရောက်လာသူတွေကတော့သူ့လိုအခြားမိန်းကလေးတွေဆက်လက်မခံစားရအောင်ဝိုင်းဝန်းတားဆီးပေးကြစီလိုတယ်လို့ပြောပါဗျ။ ဘောနော်နောက်လာမဲ့ကလေးလေးတွေအဲ့လိုမျိုးတမျိုးလိုမျိုးမခံစားအောင်ဘောနော်တမျိုးတမျိုးလည်းဝှကျွေးရှိလို့ပဲတမီးကတော့တတ်မှတ်လိုက်ပြီးတော့ဖြစ်ပြီးတဲ့ကိစ္စကတော့ဖြစ်ပြီးသွားပြီဆိုတော့ပြီဖြစ်ပြမဲ့ကလေးတွေတော့တမီးကသနာလို့ဘောနော်တမျိုးလိုမျိုးစာနာလို့ပြီးလမ်းပြီးမှရောက်မဲ့ကလေးတွေလို့ဘောနော်အဲ့လိုမျိုးထပ်မဖြစ်အောင်လို့ကိုကူကိုတတ်သိတဲ့အနေထားရဲ့လည်းမြေတမျိုးမျိုးစီရှိမှမြင်ခဲ့တာဆိုတော့အဲ့လိုပုံစံမျိုးတွေကလေးတွေထပ်မဖြစ်အောင်လို့တော့တမီးကူညီနိုင်တော့တမီးကိုတမီးအားဆိုင်နိုင်တော့တမီးလောက်ပြီးနော်ဘောနော် တခြားတော့တမီးတော်တော့ဘာမှတော့မဖြစ်သူ့လည်းထိခိုက်ရှည်ကျင်တဲ့သဘောတော့မဟုတ်ဘူးဘာမှဖြစ်အောင်လို့ပါပဲဒီကားတော့ကလေးတွေလာနောက်လာမဲ့ကလေးတွေအဲ့လိုမျိုးတမီးတို့လိုမျိုးမခံစားရအောင်တမီးတို့လိုမျိုးယောဂဝေဒနာတွေမခံစားရအောင်အဲ့လိုမျိုးပါပဲကဘာကျမရေးဖွဲ့စီ WHO ရဲ့ကဘာလုံးဆိုင်ရာလိလဆန်စစ်မှုစစ်တမ်းအရအမျိုးသမီး၃ဦးမှာတဦးကသူရဲ့ဘဝတသက်တာမှာဂျူပိုင်းဆိုင်ရာဒါမှမဟုတ် ိမ်မိုင်းဆိုင်ရာထိပါစော်ကားခံရမှုတွေနဲ့ကြုံတွေ့ခံစားခဲ့ကြရမှုတွေကိုတွေ့ခဲ့ရပြီးမြန်မာနိုင်ငံကမြို့သမီးတွေအဖို့ကတော့စီအိုစုကျူးလွန်နေတဲ့အကြမ်းဖက်မှုအနေအောက်မှာစေစုနှစ်ပေါင်းများစွာအထိအမြင့်တစေစိုးရင်ကြောင်းကြကြီးစွာနဲ့နေတိုင်းဖျက်ဆီးနေရပါတယ်2021ခုနှစ် February 1ရက်ကနေ2024ခုနှစ်ဇွန်လအထိမြန်မာနိုင်ငံမြို့သမီးများဖွဲ့ချုပ် WMB မြန်မာအနေနဲ့မြို့သမီးများအပေါ်လိမ်မိုင်းဆိုင်ရာစော်ကားမှုနဲ့မနှိမ်မှုတွေပါဝင် ဂျာမားခြေပြုဂျမ်းမှုဖြစ်စဉ်ပေါင်း900နီးပါးကိုမှတ်တမ်းပြုစုနိုင်ခဲ့ပြီးအဲ့လိုဖြစ်ရတဲ့ကစေကနန်းကျော်မှာမြို့သမီးတွေဟာမလင်းပြုကျင့်ခံရပြီးကျူးလွန်သူတွေရဲ့တပည့်ချင်းကိုပါခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။